မြန်မာပြည်မှာတော့စစ်ခွေးတယံ1 2 3 go action ပြီးရင်1 2 3 go action ဒီကနေ့ဝိမုံရွှေကြီးအကြောင်းပြောချင်ပါတယ်ဝိမုံရွှေကြီးဥဆောင်ရိုက်ကူးတဲ့ဗီဒီယိုဇာကားတွေဟာတန်းရွှေတမီးရဲ့ကုမ္ပဏီက ရိုက်တယ်ဆိုတဲ့အခြေအနေနဲ့အတူထပ်မှန်ပြီးတော့ဒီကနေ့မှာ overflow ဘွဲကကွန်ဒုံးတွေချဲချတဲ့လူငယ်အစိုးရတွေကိုဖမ်းဆီးလိုက်ပါတယ်ဖမ်းဆီးတဲ့အပြင်ကိုဘွဲကို contract ယူသူလာကြည့်တဲ့ကိုင်းရတယ်ပါမကြမ်းဖမ်းကျင်တဲ့သဘောချင်းချင်းပြောရရင်တော့ကျွန်တော်တို့တိုင်းပြည်မှာစစ်ခွေးတွေတယန်းနေပြီစစ်ခွေးတယန်းကြီးလွတ်နေပြီဆိုတဲ့စကားလေးပြောရင်ဒီသတင်းကိုကျွန်တော်တင်ပြချင်ပါတယ် ီသတင်းနဲ့သူသုံးသက်ချက်ကိုပြောရရင် overflow music festival ရန်ကုန် event park ချင်းပါလေအဲ့ဒီမှာကွန်တုံးဝေတယ်လူလူငယ်အစိုးရ16ဦးကိုဖမ်းလိုက်တယ်ရန်ကုန်တိုင်းသင်္ကန်းကျုံသူနာ26ရက်ကွယ်ပေါ်ဆမ်းမွေးလန်းက overflow music festival ဖြော်ပြပွဲအစိုးရဝင့် ရဲဝင်းအောင်ဗလသိမ့်မင်းထိုက်ဦးဆောင်တော်အဖွဲ့တွေဟာစင်ပေါ်မှာလိမ်မိုင်းဆန်ရစကားတွေကိုရိုင်းရိုင်းစားဆိုင်ပြောဆိုတယ်ကွန်လုံးနေချဲချတဲ့အတွက်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်16ရောက်ဖမ်းလိုက်ပါတယ်အဲ့တော့အဲ့ဒီမှာလူငယ်တော်တော်များများမိုးလက်ဆောင်ဂုံတောင်ရက်ွက်မှနေတဲ့တင်ယတနာတိတ် ရန်ကုန်စီပင်မိသက်ယုံဝင်တဲ့အင်ယာနေဟန်လင်းထက်တင်ငန်းညိုတူနာ29ရက်ကွက်နေအောင်ခတ်မော်တင်ငန်းညိုမြို့နယ်တူနာ29ရက်ကွက်ပေါ်စင်းပေါ်ဆမ်းမွေးလမ်းရှိ overflow music festival မှာနိုဝင်ဘာလတရနေ့နေ့ရက်နေ့မှာဖြော်ဖူပဲပြုလုပ်ဖို့သူတို့ကစီစဉ်ခဲ့တယ်လို့သိရတယ်စီစဉ်ခဲ့တဲ့သူတွေကခုနမိုးလက်ဆောင်ကုန်းကတင်ရတနာသိမ့်လို့မရန်ကုန်စီပင်မိသက်ယုံဝင်တန်းကဟန်လင်းထက်တို့ ောင်ခတ်မော်တို့ဗောဗျာအဲ့ဒီပွဲမှာအစိုးရဝင့်ဆိုရဲရဲဝင့်အောင်ဗလတိမ်မင်းထိုက်တို့ဟာနှွေမှာ နှစ်ရက်နေညမှာတီဆိုးဖြောပြီးယင်းအများပြည်သူစိုးရင်ထိတ်လန့်စေတော့ညဉ့်ညမ်းစာသားများ ပြောဆိုက လာရောက်ကြည့်ရှုတဲ့သူတွေပေါ်ကွန်တုံးနေချက်ချလာပါတယ်ဒီအတွက်ကြောင့်ဖမ်းဆီးပါတယ်စင်မော်ကို တက်ကြတဲ့လူ73ဦးဖမ်းပါတယ် ပွဲချင်းပသူတွေကိုဖမ်းပါတယ်နော်အဲ့တော့အဲဆိုရကတော့အဲ့ဒီပွဲမှာကွန်းရတယ်ပေါ့နော်အဲ့ဒီပွဲမှာလာရောက်နေကွန်းရတယ်တွေဈေးတယ်တွေလွတ်သွားတာပဲဂျေစုတင်ရမလို့ခြေနေပါဘဲကောင်အာနာသိမ့်ပြီးနောက်ဘလူတွေဖြစ်တာလေဒီလိုအခြေအနေတွေဖြစ်တာပြန်ကြားရေးဝင်ကြီးနဲ့ ိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်းပြီးတမရာယူးယူးတဲ့မင်းအောင်လိုက်မှာအဓိကတာဝန်ရှိတာမဟုတ်ဘူးလားဒီစခွေးအုပ်စုဂျဘူးလက်ထက်မှာဖြစ်တဲ့အတွက်အဲ့ဒီဂျဘူးပါဖမ်းရမယ်ဆိုပြီးကိုသိမ့်မြတ်ရေးရလာလေကျွန်တော်သဘောကျမိပါတယ်ဆိုတော့ဒီအချိန်မှာတော့ကျွန်တော်တိုင်းပြည်မှာစခွေးတယံကြီးလွတ်နေတယ်လို့စခွေးတယံကြီးဘေးကမြောက်ပေးပြီးလက်ခုပ်လက်ဝါးတီးကခွေးတယံကခွေးတယံက မြင်မြင်မဲမဲမြင်ရလိုက်ဆွဲနေတဲ့အခြေအနေကိုရောက်ရှိနေပါတယ်ခွေတယံကြီးကို လက်ခုပ်ဒီအားပေးအားမြောင်ပြုသူတွေထဲမှာဝိမုံရွှေကြီးလည်းပါဝင်လာပါတယ်အဲ့တော့မင်းအောင်လည်းရဲ့မိသားစုမိသားစုနဲ့စီးပွားရေးအတူ တွဲလုပ်နေတဲ့ဝိမုံရွှေဝိမုံရွှေယူရတဲ့ယောက်ျားနိုင်ဖြိုးကျော်ဟာ ဖက်စစ်တက်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်နေတဲ့သူဖြစ်တယ်။မင်းအောင်လှိုင်ရဲ့တမီခင်သီးတက်မွန်ခင်သီးတက်မွန်ရဲ့စီးပွားရေးပိုင်းဆိုင်ရာလူယုံနိုင် ဖြိုးကျော်ကိုယူပြီးတဲ့နောက်ပိုင်းမှာတော့ဝင်းမုံရွှေကြီးဟာလည်းစစ်တက်ရဲ့အခိုင်ခံကျွန်တပေါက်ဘဝနဲ့စစ်တပ်ကိုငွေရှာပေးရတဲ့အမှုပညာရှင်တယောက်အဖြစ် ရောက်ရှိပြီးတကလား စစ်တပ်သဘောမကျရင်အသက်တောင်မရှူရဲတဲ့ဘဝနဲ့နေတိုင်းရှင်တန်နေရပါတယ်အဲ့တော့ဝိမုံရွှေရာမင်းအွန်လိုင်းတမီခင်တီတက်မွန်ပိုင်ဆိုင်တဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်ထားတဲ့ရုပ်ရှင်လုပ်ငန်းဖြစ်တဲ့7 sin film production ရဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့ချုပ်ဆိုထားတဲ့မင်းသမီးတူလေးဖြစ်ပါတယ် ဆိုတော့မင်းအောင်လန်ရဲ့ခင်သီးတက်မွန်ကလည်းပုဂ္ဂိုလ်ကြီးယဉ်နိမှု ပလူပလဲရှိပါတယ်ဆိုတော့ဘုမုံရွှေအခုနောက်ပိုင်းနှုတ်ဝင်တယ်ဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးတော့လေတော်လိုင်းအင်အားစုတွေနိုင်ငံအင်အားစုတွေကဒီနှုတ်ဝင်တယ်ဆိုတဲ့ဇာကားဟာခင်သီးတက်မွန်ရဲ့ရုပ်ရှင်ထုတ်လို့ရေးကလောက်တယ်သူ့အကြနိုင်ဖြိုးကျော်ကလည်း မင်းအောင်လိုင်းတမီးခင်တိတက်မွန်ရဲ့စီးပွားရေးပါတနာတယောက်ဖြစ်တယ်လူယုံတယောက်ဖြစ်တယ်နိုင်ဖြိုးကျော်ဟာမင်းအောင်လိုင်းရဲ့သားသမီးများနဲ့အတူလက်စစ်ကားတွေဆိုလာတွေစစ်တပ်အတွက် drone တွေပါတင်သွင်းပေးနေတဲ့သူလေးဖြစ်ပါတယ်ဒါကြောင့်မို့ဒီအချိန်မှာဝိမုံချွေရာမင်းအောင်လိုင်းချွေးမှတမီးတို့အကျိုးလူပူပေါင်းလုပ်နေတဲ့ဘင်းဘင်း TV show life application ကိုထူထောင်မိတ်ဆက်ပေးနေတဲ့လူတယောက်လည်းဖြစ်ပါတယ်မင်း online နဲ့ခရိုနီတိုက်ဟာမြန်မာပြည်ရဲ့ငစိမ်းသားမှမကြံထိန်းချုပ်ဖို့ကြိုးစားနေတဲ့အချိန်ဒီမှာကျွန်တော်တို့ပြည်သူလူထုဟာတပြားတစ်ချက်မှမကုံပဲတနက်ကင်တိုက်ပွဲဝင်စရာလည်းမလိုပဲစစ်တပ်နဲ့ပတ်သက်ဆက်ဆက်သောအရာများကိုလုံးဝအတုံးမပြုတ်ပဲ နေထိုင်ပေးခြင်းအဖြစ်မြမလွေဦးတော်လိုင်းရေးကိုကြီးမားစွာသော အထောက်ကူပြုလေမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။နတ်ဝင်တဲ့ဇကာနတ်ဝင်တဲ့ဇကာဟာမင်းအောင်လိုက်တမီးရဲ့မင်းအောင်လိုက်တမီးရဲ့ငွေကြေးပါဝင်မှု အများအပြားနဲ့ဆောင်ရွက်နေတာဖြစ်ပါစစ်အာဏာရှင်ဟာမင်းအောင်လိုက်နဲ့ဖက်စစ်တဲ့အုပ်စုဟာ 比如邊邊六你六段，啊，水平的平，勤劳你的起码，文盲学医啊，水平和勤劳你吧哩。大家冇文盲学医难比较，啊，啥时的不是的也，老讲少怨你冇理过，过年多一下，我们的中央首长，奈个闹帮干部九年读啊，阿辈过年读咩阿辈，奈个闹帮干部九年读呢？ ြစ်ဒဏ်ခံရတဲ့အခါကြာရင်မျက်ရည်တွေမျက်ခွက်တွေမပြစ်ကြဘူးမဖြစ်ကြဘူးငိုတံတွေမနှောကြဘူးဒီနေရာကနေပြောလို့ပြီးတော့ပြည်သူလူထုကြီးခင်ဗျာမြန်မာနိုင်ငံတွင်းမှာတော့စစ်ခွေးတယန်းကြီးမဲမဲမြင်ရကြိုက်နေပါတယ်ဒါကြောင့်မို့ကယူတဆိုင်စင်စင်ချင်းချင်းဉာဏ်ပညာရှိရှိနဲ့နေတိုင်းရှင်သန်အသက်ရှင်ရက်တည်ပြီး ဆက်လက်တော်လှန်ပြီးပါတော်လှန်တဲ့နေရာမှာလဲအခြားလူများကဲ့သို့လက်နက်ကင်တော်လှန်ခြင်းငွေကြီးများပံ့ပိုးနိုင်ခြင်းမလုပ်နိုင်ရင်ဘတ်စတန်နဲ့ပတ်သက်ဆက်ဆက်သောလုပ်ငန်းများကြော်ညာများမကြည်ခြင်းဝယ်ယူသုံးစွဲမှုမလုပ်ခြင်းဘတ်စတန်နဲ့ပတ်သက်ဆက်ဆက်သောအမှုပညာရှင်များကိုတပိတ်မှောက်ကလုံးဝမဆက်ဆံခြင်းများနဲ့တိုင်းပြည်စနစ်ပြောင်းလဲရေးမှာပါဝင်ပေးချဖို့ လေလေလေးစားစားသူမြတ်ကျော်ကပြောချလိုပါတယ်ဝိမုံရွှေကြီးကိုစတပိမောက်ကြလိမ့်မယ်တပိမောက်တာဟာတော်လိုင်းကြီးအောင်ဖို့မဟုတ်ဘူးလို့ပြောတဲ့လူတွေနဲ့ပတ်သက်ပြီးဒီနေရာကတခုပြောလိုပါတယ်စစ်ကောင်စီကတောက်တိုင်မြောင်များစွာနဲ့သူအသက်ရှင်ရေးကိုထောက်ထားတာပါရတဲ့လူတွေကရတဲ့နေရာက တောက်တိုင်တွေကိုဖြိုချဖြိုချရင်းနဲ့မတက်ရက်စရာတောက်တိုင်မရှိရင်စစ်ကောင်စီပြိုကျသွားပါလိမ့်မယ် 世公是朝代得苦出得路，世公是佛世的阿那先啊，阿西平偏尼给伊，西平古是老年的文盲学艺户，今朝路一旦被压了，阿龙古接受怎么哩？